တထေးဖြစ်ပွဲနီးငါးတွင်နံပါတ်၁စီးပွားရေးလုပ်ငန်းရှင်စီးပွားရေးလုပ်ငန်းတစ်ခုခုကိုစွန့်စားပြေလုပ်တဲ့အခါတထေးဖြစ်နိုင်ပါတယ်တမန်ရောကြစီးပွားရေးလုပ်ငန်းရှင်တွေရောစွန့်ဦးတီထွေလုပ်ငန်းရှင်တွေပါ အကျုံးဝင်ပါတယ်။ဒါပေမဲ့အရှုံးကြီးရှုံးလို့ဘဝပြတ်သွားသူတွေလည်းရှိတတ်တာမို့အထူးသတိထားဖို့တော့လိုပါတယ်။နံပါတ်2ပြိုင်ဆန်ရှားတဲ့ထူးကျွန်သူ နယ်ဘယ်တစ်ခုမှာထိုးကျွန်သွားရင်လဲတထေးဖြစ်နိုင်ပါတယ်။အတော်ဆုံးအားကစားသမားတွေအနုပညာသမားတွေအသိပညာရှင်တွေအသက်ပညာရှင်တွေဟာ အများအားဖြင့်ဝင်ငွေကောင်းတတ်ကြပါတယ်။ဒီလိုဖြစ်ဖို့အချိန်တွေအများကြီးရင်းနှီးမြှုပ်နှံကြရပါတယ်။အတွေ့အကြုံတွေယူရပါတယ်။ပညာတွေစီပူရပါတယ်။ဆွဲလုံလဝရိယအများကြီးစိုက်ထုတ်ရပါတယ်။ ရလာတဲ့ငွေတွေအလုံးကိုမတုံးဖြုံဖြစ်ပဲစုဆောင်းထားနိုင်ဖို့ရင်းနှီးမြှုပ်နှံတတ်ဖို့လဲလိုပါတယ်။နံပါတ်3ကုမ္ပဏီယာတို့ကြီးဝန်တန်းကုမ္ပဏီဝန်တန်းအလုံးလုံးရင်ယာတို့တစ်ဖြည်းဖြည်းကြီးလာတဲ့အခါလစာတွေလည်းအများကြီးတိုးသွားတတ်ပါတယ်။ဥပမာပြောရရင်တာမန်အင်ဂျင်နီယာဝန်တန်းအစ်တတယောက်ရဲ့လစာနဲ့အင်ဂျင်နီယာချုပ်တယောက်ရဲ့လစာဟာ9ဆ10ဆအဆ20กว่าတော့တတ်ပါတယ်။ ပြီးတော့ယာရုကြီးဝန်တန်းတွေဟာအကျိုးမြတ်ခွဲဝေခန်းစားခွင့်တွေအပြင်အခြားအကျိုးခန်းစားခွင့်တွေရတက်ပါတယ်။လူတိုင်းတော့ဒါမျိုးမဖြစ်နိုင်ပါဘူး။နှစ်ပေါင်းများစွာလုပ်ငန်းအတွေ့အကြုံယူရပါမယ်။လိုအပ်ရင်ဘွဲလွန်ပညာတွေစတင်ရပါမယ်။အထက်လူကြီးတွေလုံဖို့ကင်ဖက်တွေကိုအောက်ကလူတွေနဲ့တင့်မြတ်အောင်နေတရပါမယ်။သူများထက်နှာတပြားတာနေအောင် အမြဲကြိုးစားနေရပါမယ်။ ရှားလာတဲ့ငွေတွေအလုံးကိုမတုံးဖြုံးဖြစ်ပဲစုဆောင်းထားနိုင်ဖို့ရင်းနှီးမြှုပ်နှံတက်ဖို့လည်းလိုပါတယ်။နံပါတ်၄ခြွေတာစုဆောင်းရင်းနှီးမြှုပ်နှံသူဒီနည်းကတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ပြိုင်ဆန်ရှားတဲ့ထူးချွန်တို့ရာဟုကြီးဝန်တန်းတွေမဟုတ်ပေမဲ့ဝင်ငွေအသင့်အင့်ရှိတဲ့ဘက်သူမစိုးလုံးလို့ရတဲ့နေပါဝင်ငွေရဲ့30ရာခိုင်နှုန်းနဲ့အထက်ကိုပုံမှန်စုဆောင်းထားနိုင်တယ်။ စုမိတဲ့ငွေကိုတင်းတင်းနဲ့ရင်းနှီးမြုံနှံမှုတွေလှုပ်ထားတယ်ဆိုရင်ရေရှည်မှာတင်တောင်းတင်နေတထေးဖြစ်နိုင်ပါတယ်။ချက်ချင်းတထေးဖြစ်နိုင်တဲ့နေတော့မဟုတ်ပါဘူး။ကြစ်ကြစ်တဲ့ချမ်းသာတဲ့နေမဟုတ်ပါဘူး။နှစ်ပေါင်း20 30ကြာတတ်ပါတယ်။ဒီနည်းကိုသုံးပြီးပုံမှန်ဆုဆောင်သွားရင်အသက်ကြီးလာတဲ့အခါကို့အတိုင်းတာနဲ့ကိုအိုစာမင်းစာလုံလုံလောက်လောက်ရှိပြီးလှူနံတားနိုင်တဲ့ဘဝကိုရရှိနိုင်မှာပါ။နံပါတ်5 အတိတ်ကံကောင်းသူထီပေါက်ကန်ဆမ်းမဲပေါက်လောင်းကစားလှုပ်တိုင်းတိုင်းမွေးကလေးကချမ်းသာလာသူတွေမိဘဆွေမျိုးတွေစီကအမွေရတဲ့သူတွေပါအကောင်းစားရတဲ့သူတွေပါကံကိုယုံပြီးစူးပုံမနှင်းဖို့တော်လိုပါတယ်ဒူးစရိုက်လုပ်ငန်းတွေမတမာတဲ့လုပ်ငန်းတွေလုပ်ပြီးလက်စားပြီးကြီးပွားချမ်းသာလာတဲ့သူတွေကိုတော့ကျွန်တော်ကကြွယ်ဝချမ်းသာတဲ့တစ်ထဲတွေလို့မတတ်မှတ်ပါဘူး။ အတိတ်ကံကြောင့်ချမ်းသာလာတာလို့လည်းမတတ်မှတ်ပါဘူးဆိုကြပါစို့လူတရားဟာငွေတွေအများကြီးကို အတိုးနဲ့ချီးပြီးသုံးပြဖြုံပြနေတယ်တိုက်တွေစောက်တယ်ကားတွေဝယ်တယ်တောက်စားပျော်ပါတယ်ဒီလူကိုတထဲလို့ခေါ်လို့ရမလားမရပါဘူးအတိုးနဲ့ချီးယူပြီးရှောက်ဖြုံနေတာတနေ့အဲ့ဒီအကျွေးကို အတိုးရော့အရင်မှပြန်ဆက်ရမှာပါစင်ရယ်တွင်တူးနေတဲ့သူပါဒုစရသမားတွေလည်းဒီလိုပါပဲ တန်တရာကနေချင်းယူပြီးသုံးဖြုတ်နေကြတာပါဒူးစရိုက်လုပ်ငန်းပြီးမှရလာတဲ့ငွေဟာအတိတ်ကံကောင်းလို့ရလာတာမဟုတ်ပါဘူးပြစ်စုံပံကံကို စတေးပြီးမှရလာတာဖြစ်လို့တန်တရာတကွေ့မှာအတိုးကြီးကြီးနဲ့ပြန်ပြီးပေးဆက်ရအောင်ပါဒါမျိုးကိုသွားပြီးအားမကြမိပါစေနဲ့ရောင်ရဲချင်းဟာလည်းချမ်းသာခြင်းတစ်မျိုးပါပဲဒါပေမဲ့တာဝန်တိတိရောင်ရဲတတ်ဖို့တော့လိုပါတယ်